မင်္ဂလာပါ CNN Knowledge အစီအစဉ်ကကြိုဆိုလိုက်ပါရယ်ဒီတစ်ပတ်မှာတော့ကမ္ဘာအကြီးဆုံး AC130 မြေပြင်တက်ခရီလေယာဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီနေ့ဗီဒီယိုထဲမှာတော့ AC130 မြေပြင်တက်ခရီလေယာဉ်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်အမေရိကန်နိုင်ငံ Lockheed Martin ကုမ္ပဏီကထုတ်လုပ်ထားတဲ့ AC130 လေယာဉ်ဟာအမြောက်တွေခဝင်စားတွေနဲ့ဒုံးကျည်တွေအပါအဝင်လက်နက်ပေါင်းစုံကိုတပ်ဆင်အသုံးပြုနိုင်တဲ့တက်ခရီလေယာဉ်အမျိုးအစားဖြစ်ပါတယ် AC130 လေယာဉ်ကိုမြေပြင်တပ်ဖွဲ့တွေအတွက်အနီးကပ်လေကြောင်းပစ်ကူပေးဖို့ရှိရဲထုတ်လုပ်ထားတာဖြစ်ပါတယ်။အဲ့ဒီလေယာဉ်မှာတပ်ဆင်အုံပြုနိုင်တဲ့အမြောက်တွေရဲ့မှာတော့ပြောင်းတစ်ခုတည်းရှိတဲ့30မမ GAU23A Bushmaster 2 Automatic အမြောက်105မမဟဝဲဇာအပါအဝင်30မမနဲ့105မမအမြောက်တွေအမြောက်တွေကိုတပ်ဆင်နိုင်ပါတယ်။ဆုံးလေတနက်ဖြစ်တဲ့25မမကတ်လင်ကန်လေတက်ဆင်နိုင်ပြီအဲ့ဒီတနက်ဟာတမနစ်ကိုကြီးထွက်နှုန်း1800အထိပြည့်ခတ်နိုင်ပါတယ် အဲ့ဒီပြင်တလုံးလို့အမြောက်ဖြစ်40မမဘိုဖို့စ်အမြောက်လည်းတက်ဆင်ထားပြီးဒုံးကြီးတွေအနေနဲ့ AGM 114 Hellfire ဒုံးကြီးနဲ့ AGM 176 Griffin ဒုံးကြီးတွေကိုတက်ဆင်နိုင်ပါတယ်ပုံတွေအနေနဲ့ GPU 39အသေးစားပုံတွေ GPU 69အသေးစား Glide ပုံတွေကိုလည်းတည်ဆောင်နိုင်ပါတယ် စင်ဆာတွေအနေနဲ့ electro optical ပုံရိပ်စင်ဆာတပ်ဆင်ထားပြီးမြေပြင်မှာရှိတဲ့ပြစ်မှတ်တွေကရန်သူနဲ့မိတ်ဆွေတပ်ဖွဲ့တွေကိုခွဲခြားသိရှိဖို့ဂျိုးပန်းချိန်မှာအထောက်အကူဖြစ်စေပါတယ်။အဲ့ဒီအပြင်မြေပြင်ပြစ်မှတ်တွေကိုရှာဖွေရမှာအထောက်အကူဖြစ်စေဖို့အနီအောက်ရောင်ကြီးစင်ဆာလည်းတပ်ဆင်ထားပါတယ်။အဲ့ဒါကြောင့် AC130 လေယာဉ်ဟာကမ္ဘာမှာအကြီးဆုံးလက်နက်ကြီးတပ်ဆင်ထားတဲ့တိုက်ခိုက်ရေးလေယာဉ်အဖြစ်စံချိန်တင်ထားတာပါ။ အမေရိကန်စစ်တပ်ဟာအဲ့ဒီလေရင်တွေကိုဆိုမာလီယာ၊ဘော့စနီးယား၊ဟာဇီဂိုဗီနာ၊ကိုဆိုဗိုနဲ့အီရတ်အပါအဝင်စစ်စင်ရေးအများပြားမှာအသုံးပြုခဲ့ပါတယ်။ဒီဒီဘက်တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာအကြီးဆုံး AC 130မြေပြင်တက်ခရီးလေယာဉ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ဘက်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးသွားပါဦးမယ်။